အမဘီနဲ့လမယာမေရိုကိုကျော်ပြီးလာလီကာအကောင်းဆုံးကစားသမားဆုရရှိခဲ့တဲ့ရော်ဖင်ညာဘောလုံးရစီဟုပြီးဆုံးချိန်မှာပေးအပ်တဲ့ဒီအိုဂျင်ဆုတွေထဲမှာရာသီအကောင်းဆုံးကစားသမားဆုကလွန်စွာဂုဏ်ယူကြကောင်းပါတယ်အခုတော့စပိန်လာလီကာရဲ့2024-2025ရာသီအကောင်းဆုံးကစားသမားဆုကိုဘာစီလိုနာတင်းရဲ့တိုက်စစ်မှုရော်ဖင်ညာကစုခူးသွားပြီဖြစ်ကြောင်းလာလီကာအဖွဲ့ချုပ်ကတီးပြလိုက်ပြီပဲဖြစ်ပါတယ်ဒီဆုတဲ့ရီယယ်မက်ဒရီရဲ့ကျယ်ပွင့်ကီလီယန်အမဘီနဲ့ဘာစီလိုနာတင်းမော့လမယာမေရိုလိုထင်ရှားတဲ့ကစားသမားတွေကိုကျော်ဖြတ်ပြီးရော်ဖင်ညာကဆုရရှိခဲ့တာဟာအန်အားသေးစရာကောင်းတဲ့ရလဒ်တစ်ခုလို့ဆိုရမှာပါဒီကရဲ့ထုတ်ပြန်ချက်ရ2024-2025ရာသီရဲ့အကောင်းဆုံးကစားသမားဆုကိုရာဖင်ညာကစုခူးခဲ့တာပဲဖြစ်ပါတယ် ်ဒီစုတပြိုင်မက်တီကတော့ရီယယ်မတီရဲ့ဆူပါစတာကီလီယန်အမ်ဘာပေနဲ့ဘာစီလိုနာလူငယ်ကျယ်ပွဲလာမရမယ်လို့ပဲဖြစ်ပါတယ်ဒီနှစ်ယောက်ကတရားစီလုံးခြေစွမ်းပြခဲ့ကြသူတွေပါအမ်ဘာပေကလာလီကာမှာ34ပွဲကစားရမှာ32ဂိုးသွင်းယူခဲ့ပြီး3ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်ဒါအတိုက်ရှင်မှုတစ်ခုအတွက်လွန်ထူးချွန်တဲ့မှတ်တမ်းတစ်ခုပါပဲလာမရမယ်ကတော့ဘာစီလိုနာရဲ့နာဂတ်ကျယ်ပွဲရဲ့ဖြစ်မှတ်ခံယူထားသူဖြစ်ပြီး6ဂိုးသွင်းယူခဲ့က15ဂိုးထိဖန်တီးပေးနိုင်ခဲ့ပါတယ်သူရဲ့ဖန်တီးမှုစွမ်းရည်ကလွန်ကောင်းမွန်ခဲ့ပါတယ်ဒီကစားသမားတွေရဲ့ဆွမ်းဆောင်ရည်ကိုရှင်ကြည့်မယ်ဆိုရင်ရော်ဖင်ညာကတော့လာလီကာမှာ16ကိုသွင်းယူခဲ့ပြီး17ဖန်တီးပေးနိုင်ခဲ့ပါတယ်သူရဲ့ဂိုးနဲ့အစစ်စတန့်စရင်းတွေကိုကြည့်ရင်အမ်ပါဘေကဂိုးသင်းတော့မှတိတိတတ်တာတာလွန်နေပြီး လမယာမေကတော့ assistant ပေးရမှာရာဖင်ညာတက်ပို့ပြီးတော့ပုံများနေတာတွေ့ရပါတယ်။ရာဖင်ညာရဲ့စားဆောင်ကြီးဟာဘာစီလိုနာအသစ်လာလီကာချန်ပီယံဆုကိုဆုခုနိုင်ခဲ့ရမှာအဓိကကြားတယ်လို့သုံးသပ်နိုင်ပါတယ်။သူ့ရဲ့ရေးပါတဲ့ဂိုးတွေဖန်တီးမှုတွေနဲ့အတင်းလိုက်ဆွမ်းဆောင်ကြီးတွေပေါ့တက်ရောက်မှုတွေကအဆုံးဖြတ်ဖြစ်ရန်တူခဲ့ပါတယ်။ပြီးခဲ့တဲ့နယူးယောက်ပြောင်းရွှေ့ကာလတုန်းကအတင်းကနေထွက်ခွာဖို့တည်နေများပြားထွက်ပေါ်ခဲ့မှုတွေရာဖင်ညာအတွက်ဒီဆုအကတလန်မှာပဲသူ့ရဲ့ခရီးအတွက်ရေးပါတဲ့အမှတ်တရတစ်ခုလည်းဖြစ်ခဲ့ပါတယ်။ဒါဟာသူ့ဘာစီလိုနာမှာဆက်လက်တည်ရှိနေဖို့သူ့ရဲ့တန်ဖိုးကိုမြင်မှားစေခဲ့ပါတယ်။ရာဖင်ညာဒီရာဒီတစ်လျှောက်လုံးမှာလာစီရန်ကောင်းဆုံးကစားသမားဆုကိုတစ်ချိန်တည်းသာရရှိခဲ့ပေမဲ့ ဂျာဒီတခြားလုံးတည်းရဲ့ဆွမ်းဆောင်ရည်နဲ့အတင်းပေါ်ပံ့ပိုးမှုတွေအတွက်အခုလိုဂုံပြုစုချင်းမြခံရတာဖြစ်ပါတယ်။သူ့ရဲ့နောက်ဆုံးဂိုးပါဝင်မှုတွေကတော့ရီယယ်မက်ဒရစ်ကို၄ဂိုးသုံးဂိုးနဲ့နိုင်ရရှိခဲ့တဲ့အဲကလစီကိုပွဲချိန်မှာ၂ဂိုးသွင်းယူခဲ့ခြင်းပဲဖြစ်ပါတယ်။အဲ့ဒီပွဲချိန်မှာသူ့ရဲ့ဂိုးတွေကအတင်းအတွက်ရေးပါတဲ့နိုင်ပွဲတစ်ပွဲကိုဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ဂရာဖီညာဘရာဇီးတင်းရဲ့အေဂွေရောနဲ့ပွဲစဉ်ကိုပွဲပယ်ပြစ်တဲ့ကြောင့်လွဲချော်ခဲ့ပေမဲ့အမက်ဗုဒ္ဓဟူးနေ့မှာကစားမဲ့ကမ္ဘာဖလားချီစီပွဲချိန်ပါရာဂွေးနဲ့ပွဲချိန်မှာတော့ပါဝင်နိုင်ဖို့အသင့်ဖြစ်နေပါပြီ။သူ့ရဲ့ခြေစွမ်းတိုးတက်လာမှုနဲ့အတင်းအတွက်ရေးပါတဲ့အချိန်တွေမှာတွင်းဂိုးတွေတွင်းယူဖန်တီးပေးနိုင်မှုတွေကလာလီဂါယာစီကောင်းဆုံးသမားစုကိုရရှိစေခဲ့တာဖြစ်ပါတယ်။ ဒါအတူရဲ့ကြိုးစားအားထုတ်မှုနဲ့အတင်းတွယ်စွမ်းဆောင်ရည်ကိုတရားဝင်အတိမတ်ပြုလိုက်ခြင်းပဲဖြစ်ပါတယ်။အဘော်ဘီနဲ့ရာမဲလို့လူထိတ်တန်းကစားသမားတွေဟာတူးချင်းစွမ်းဆောင်ရည်တွေရထူးချွန်ခဲ့ကြပါမယ်။အလီကာရဲ့ရွေးချယ်မှုကတော့အတင်းရဲ့အောင်မြင်မှုနဲ့ရာသီတစ်လျှောက်လုံးထိရောက်တဲ့ပံ့ပိုးမှုတွေကိုပုံမှုအလေးထားခဲ့တယ်လို့ယူဆနိုင်ပါတယ်။ရော်ဖညာပြီးခဲ့တဲ့ရာသီကအတင်းနဲ့အံဝင်권ကြမဖြစ်သေးဘူးလို့ဝေဖန်ခံခဲ့ရပါမယ်။ဒီရာသီမှာတော့သူ့ရဲ့ခြေစွမ်းကိုမြင့်တင်နိုင်ခဲ့ပြီးဘာစီလိုနာရဲ့လာလီကာချန်ပီယံဆုဆုခူးရမှာအဓိကခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်။ဒါကြောင့်လာလီကာရဲ့အကောင်းဆုံးကစားသမားဆုကိုရာဖညာကဆုခူးသွားတာဟာဘောလုံးကမှအောင်မြင်မှုရရှိဖို့အတွက် တူကြီးစွန့်ရည်တွေမှာပဲအတင်းလိုက်စွမ်းဆောင်ရည်နဲ့အတင်းပေါ်ပံပိုးမှုတွေကလည်းရေးပကြောင်းကိုပြသလိုက်တာပဲဖြစ်ပါတယ်။ဒီမှာဒီနေ့တက်တဲ့